ဆာလင်ကြီးမျိုးမရဲစခန်2ရက်ဆက်တိုက်လက်နက်ကြီးဖြင့်တိုက်ခိုက်ခံရစကိုင်းတိုင်းဆာလင်ကြီးမျိုးရှိမျိုးမရဲစခန်ကို အော်တိုဘာလ10ရက်နဲ့17ရက်နေ့များတွင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက60မမလက်နက်ကြီး53လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်မှုများရှိနိုင်ကြောင်းပွဲတိုင်းရော်လက်နက်ကြီးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်ဖွဲ့ထိခိုက်သေးဆုံးမှုအတိအကျကိုအတည်ပြုနိုင်ရေးမရှိတော့လဲ။ ော်လှန်ရေးတပ်ဖွဲ့ဝင်များမှအထူးအခိုက်မရှိဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။စစ်တပ်အင်အား150ခန့်ရှိတဲ့အဲ့ဒီစခန်းကိုနှစ်ရက်ဆက်တိုက်ပိတ်ခတ်ခဲ့တာပါ။တေဆုံးမှုတဲ့ထိခိုက်ဒဏ်ရာရရှိမှုဖြစ်နိုင်တယ်။ဒီတိုက်ခိုက်မှုဟာသူတို့ရဲ့မျိုးရက်ကင်းပတ်မှုကြောင့်ပြည်သူနှုတ်ဦးတေဆုံးခဲ့ရတဲ့ဖြစ်ရပြီးထပ်မံလှုပ်ရှားမှုမဖြစ်အောင်ဟန့်တားဖို့ရည်ရွယ်တာပါ။စစ်တပ်ကလည်း60မမလက်နက်ကြီးနဲ့လက်နက်ငယ်တွေနဲ့ပြန်လည်ပိတ်ခတ်ခဲ့ပေမဲ့ ျွန်တော်တို့ဘက်ကထိခိုက်မှုမရှိခဲ့ပါဘူးလို့ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ဒီတိုက်ခိုက်မှုကိုပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့တော်လှန်ပြောက်ကြားတပ်ဖွဲ့ဆိုရဲပြည်သူ့ကာကွယ်တပ်ဖွဲ့နောင်ကြီးပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ဆိုလိုအောင်ကြီးပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။